ဲ့လိုဘယ်လိုပြောမလဲတချေလေးရဲ့ဒီရွှေတကုံစေတီလို့ပြောလိုက်ရတယ်ဒီခောက်ဆဲကကတန်းမြင်ပြီးသားဆိုတော့လေဒီနှစ်ခုကိုတွဲပြီးတော့ဒီလိုလေးခြားပြဖြစ်တာပါရှင်စားရတာစားလို့ကောင်းတယ်စားလို့ကောင်းကြားတယ်ကြားတယ်လုံးဝဟဲ့တုံနေတယ်သူကဒီလိုဖြစ်ရဲ့ ตัวตอนเล็กมาเลยใช่ยาโจเลยลูกเราเปลี่ยวเลยใช่ยิงเขาน้อยมีหนาบ่น้อยยามยายาตัวมันล้าสุดไปแล้วไม่ยาเราเลยเปลี่ยวไปเลย Miss Grand มา ခါစဲပြုလို့ဆိုလိုက်တာနဲ့အချင်းခါစဲခက်ဒါတော့ချဲဆားဆောင်နော်ဆရာဆန်နဲ့လောက်ထားတာဒါလည်းကတော့ဒီပေါ့ပေါ့ပါပါလေးပဲပေါ့နော်ကိုနေ့တိုင်းဖြစ်နေတဲ့အဲ့လိုမျိုးပုံစံလေးပါပဲသူကစားလို့ကောင်းတဲ့အမူအရာလေးတွေ ပြီးတော့ဆေးရောင်းတဲ့ပုံစံလေးတွေဟုတ်ကဲ့အဲ့လိုဘယ်လိုပြောမလဲတချေလေးရဲ့ဒီရွှေတကုံစေတီလို့ပြောလိုက်ရတဲ့တိခောက်ဆွဲကက်ကတန်းမြင်ပြီးသားဆိုတော့လေဒီနှစ်ခုကိုတွဲပြီးတော့ဒီလိုလေးခြားပြဖြစ်တာပါရှင် surprise ပေါ့နော် performance ကိုပို့ပြီးတော့ကောင်းသွားအောင်ဆိုပြီးတော့ဒီလိုလေးလောက်ဖြစ်သွားတာပါရှင်ကုန်ပါနဲ့အများကြီးကုန်ပါတယ်ဆရာပဲမေးလိုက်ပါတော့တော်တော်လေးကုန်ပါတယ်ရှင်ပြကြော်တယ်လို့တော့ပြောတယ်ဆရာအင်းဆဲလို့ရှာတည်လဲ လဲတူနေချိန်ပေါ့နော်ကိုပလိုလေးဖြစ်သွားမလဲဆိုတာတော့နည်းနည်းတော့ဆိုရင်မိပါတယ်ရှင်အားရတယ်အားရတယ်ပြီးတော့ top ထဲလဲဝင်သွားပြီဆိုတော့ကိုကကိုဂျင်းနေပါတယ်အကောင်းဆုံးချပြနိုင်ခဲ့ပြီလို့လဲယုံရှိပါတယ်ရှင်အရင်ပျော်တယ်ပေါ့နော်အော်တူတူလေးတွေကြိုက်သွားကြတာပဲဆိုပြီးတော့စိတ်ထဲမှာအရင်ပျော်ပါတယ်ပြီးတည်ရှိမိပါတယ်ရှင်ရင်ခုံတော့ကတော့မြင်တာပေါ့နော်ရများရသွားမလားဆိုပြီးတော့မရတော့နဲ့ပျော်ပါတယ် miss မကွယ်ဖြစ်ပါလေနော်ပြောလို့ရပါတယ်ဒီလိုလေဖြစ်စေခြင်းလို့ပဲဒီလိုလေခြားပြခဲ့တာပါရှင်စားရတာစားလို့ကောင်းတယ်စားလို့ကောင်းဇေယပြောတယ်စားပြခြင်းနဲ့စားပြလိုက်ဆိုတော့ကိုယ်လည်းစားပြလိုက်သွား စားလိုက်တော့အရင်ကတော့ကိုယ့်ရဲ့ performance ကလည်းလုံးဝကိုယ့်ရဲ့စိတ်နှလုံးသားထဲကလာတဲ့အတိုင်းပေါ့နော်သူရဲ့တီအရတာအရနဲ့ကိုယ့်ရဲ့အမှုရာနဲ့ကွက်တိဖြစ်သွားမယ်လို့ယုံကြည်ပါတယ်ရှင်။ကြားတယ်ကြားတယ်လုံးဝ။အဲ့ဒါတုံနေတယ်သူကဒီလိုဖြစ်ရဲ့။ ကျင်းတ်တယ်ကျင်းတ်တယ်အော်တူတူလေးတွေကြိုက်လာပြီဆိုပြီးတော့ပီတိဖြစ်ပါတယ်ဒီစင်အောက်ပိုင်းကဆရာတာဝန်ယူသွားဆိုတော့လေညီမလည်းမတိလိုက်ဘူးဟုတ်စိတ်မအေးသေးဘူးလုံးဝဟာဘောနော်မြင်းနေဟာတွေရှိသေးရဲ့လေနော် အဖိုင်နေညတွေလည်းရောက်လာပြီဆိုတော့အရင်ခုန်နေပါတယ်ဒီနေ့ကိုစံပြစ်သတ်လို့လေးတော့ပြစ်ကြပါမယ်နော်။အော်စိတ်ကစားချက်ကတော့ 음ဒီပွဲကာလမှာတော့စိတ်ခံစားချက်ကိုတော့အနေဆုံးမထားဘူးပေါ့နော်ဒီတိုင်းအကောင်ဆုံးလုပ်သွားမယ်ဆိုပြီးတဲ့စိတ်နဲ့ပဲဒီလိုမျိုးအကောင်ဆုံးကြောက်ဖြစ်နေပါတယ်ရှင်ဟုတ်ကဲ့ပါဖိုင်နယ်ညတွေလည်းရောက်လာတော့မှဆိုတော့ညီမတို့တောက်လျှောက်အားပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်အခုချိန်ပြည့်ချစ်ပေးကြတဲ့လူအယောက်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်